ထောင်ကြ။ဒီနေ့ကငါပြောသလိုပဲ။ငါဟာနှစ်ကြိမ်မြောက်ပင်လယ်ခရီးကပြန်လာသည့်အခါမှာအလာရှင်ရဲ့ကျေးဇူးကြောင့်အသက်မတေယုံတွင်မကသေးပဲပစ္စည်းဥစ္စာတွေလည်းအမြောက်အများရခဲ့သည်။အဲဒီပစ္စည်းဥစ္စာတွေနဲ့ငါဟာဗကဒက်မြို့မှာအင်မတီအင်မတန်စည်းစိမ်ခံစားနေခဲ့သည်။နာမဘာမျှလိုလီသေးမရှိဘူး။တဟာပေမဲ့လူစိတ်ဆိုတဟာတော်တော်ခက်သည့်အတိုင်း ငါလဲအေးအေးမနေခြင်းပဲနဲ့စွန့်စားပြီးခီးထွက်ခြင်းသည့်စိတ်စီးပွားရှာခြင်းသည့်စိတ်တွေပြန်ပေါ်လာပြန်သည်အတဟာနဲ့ငါဟာကုံတွေအမြောက်အများဝယ်ပြီးပင်လယ်ခီးထွက်ရန်ဘတော်လာမြို့ကိုထွက်ခဲ့ပြန်သည်ဘတော်လာမြို့ကိုရောက်တော့ပင်လယ်ခီးထွက်ကြမိကုံတဲပေါ်ရီနှင့်ပင်လယ်ခီးထွက်မိလူစုံတက်စုံတင်မောတစည်းကိုလည်းအစဉ်တင့်သွားတွေ့သည်အတဟာနဲ့ငါလည်းကုံတဲပေါ်ရီနှင့် အလာရှင်ရဲ့မြစ်တာတော်ကိုခံယူပြီးတင်မောလွင့်ခဲ့ကြသည် ို့တင်မောဟာမြို့မြို့အရွာရွာကိုရောက်ပြီးငါတို့ဟာလည်းရောင်းသည့်ကုံရောင်းဝယ်သည့်ကုံဝယ်နှင့်ပျော်ကြီးပျော်နေကြသည်အတ္တဟာနှင့်တနေ့ကျတော့ငါတို့တင်မောဟာနှိုင်းလေအင်မတန်ကျန်းသည့်ပင်လေအလေကောင်ကိုရောက်သွားသည်အဲ့ဒီအခါမှာတင်မောဦးမှအရေးရဲ့မျော်ပြီးကြည်နေသည့်ကပီတန်ကအမေလေးဒီတခါတော့ခတ်ကြပြီလို့ရင်ဘတ်စီတီအော်ပြီးငိုသည်အဲ့တဟာနဲ့ငါတို့ကလည်း ိုကပီတန်အပဲကြောင့်ဒီကဲ့သို့ငိုကြွေးပါသည်လို့မေးကြသည်ဒီတော့ကပီတန်ကအမေလေးမမေးကြနဲ့တော့ဒီတခါတော့ငါတို့အကုန်လုံးတေကြဖို့ပဲရှိတော့သည်လို့ပြောသည်အဲ့တဟာနဲ့ငါတို့ကလည်းနေစမ်းပါအောင်ကပီတန်ရဲ့ဘလို့ဘလို့ဆိုတာအကျိုးအကြောင်းကလေးလဲငါတို့ကိုပြောပြအောင်မှာပေါ်လို့ဆိုသည်ဒီတော့ကပီတန်ကမမေးကြနဲ့တော့မမေးကြနဲ့တော့ငါတို့တင်မောဟာလမ်းမလာပြီး ခုဒီကမြင်ရသည့်တောင်ဟာစုကတောင်ခေါ်သည်အဲ့ဒီတောင်မှာမြောက်တွေရှိသည်အဲ့ဒီမြောက်တွေစီရောက်သည့်သူမှန်လျင်ဘသူမျှအသက်ရှင်ပြီးပြန်ခွင့်မရဘူးတဟာကြောင့်ငါတို့အကုန်လုံးတေကုန်ကြတော့မှာပဲလို့ငါပြောတဟာပေါ်လို့ပြောသည်အဲ့ဒီလိုကပီတန်ကလည်းပြောပြီးရောငါတို့တင်မောဟာကန်းသားရောက်သွားပြီးမြောက်တွေလည်းပရွဲစိတ်အောင်ကြီးလို့ရော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 ့နှင့်ငါတို့တင်မောကိုဝိုင်းတက်ကြသည် အဲ့ဒီမြောက်တွေကြည့်ရတဟာယွန်းစရာကြောက်စရာတိတ်ကောင်းသည်အမွှေးတွေကလည်းမဲလို့မျက်နာကလည်းဘလို့မှန်းမသိဘူးမျက်စိတွေကလည်းဘွားဘွားကြီးအရက်ကတော့တိတ်မမြင်ဘူးနှစ်ထွာလောက်ပဲရှိနီပြီးတော့မြောက်တွေဟာအုပ်စုကောင်းလုံးလို့ငါတို့ဟာဘလို့မှမလုံးဝင်ဘူးသူတို့အော်ကြားဟေးကြားသည့်အတန်တွေကလည်းဘလို့ဟာတွေမှန်းမသိဘူးပြီးတော့သူတို့တွေကလူနာလဲမကပ်ဘူး ပြီးတော့သူတို့တွေကများလုံးနေတော့သူတို့တွေကတကောင်ကောင်ကိုငါတို့ကရံမူလိုက်ရင်ကြံသည့်အကောင်တွေကငါတို့ကိုဝိုင်းပြီးရံမူကြမှာသိုးတဟာနဲ့ငါတို့လည်းရဲကုံကိုမပြဝင်ကြဘူးအဲ့တဟာနဲ့ငါတို့လည်းမြောက်တွေကိုဘာမှမလုပ်ရဲကြပဲသူတို့လှုပ်ချင်တယ်လို့လှုပ်ကြပါစေဆိုပြီးကြည်နေကြရသည်အဲ့လိုနှစ်ပဲမြောက်တွေဟာငါတို့တင်းမွန်းမှာရှိသည့်ကျိုးတွေကိုအကုန်လုံးကိုက်ဖြတ်ပစ်ကြသည် ။နောက်ဆုံးကျတော့ငါတို့တင်မောလဲသူတို့ဂျုံကန်းဆက်မှာပဲတောင်းတင်သွားသည်။အဲ့ဒါလို့ငါတို့တင်မောတောင်းတင်သွားတော့မြောက်တွေကငါတို့ကိုဖမ်းပြီးဘုံပေါ်ခေါ်သွားကြသည်။ပြီးတော့ငါတို့တင်မောပေါ်မှာပါလာသည့်ကုံတွေပစ္စည်းတွေကိုလည်းအကုန်လုံးချယူသွားကြသည်။ပြီးတော့ငါတို့တင်မောကိုလည်းတခြားကိုဆောင်သွားကြသည်။ဘယ်ရည်လို့တော့ငါတို့လည်းမသိဘူး။အဲ့တဟာနဲ့ငါတို့ဟာအဲ့ဒီဂျုံပေါ်ကဘယ်မှမသွားနိုင်ဘူး။ ွေ့ရာတည့်ရွက်တည်တီးစားတွေ့ရာချောင်းရီမြောင်းရီတောက်ပြီးနေကြရသည်အဲ့ဒလိုနှင်ပဲကြာသွားတော့တနေ့မှာအဲ့ဒီကျုံးလေကောင်မှာကံအားလျော်စွာ လူနေပုံရသည့်တိုက်ကြီးတလုံးကိုတွားတွေ့ကြသည်အဲ့တဟာနဲ့ငါတို့ဟာအဲ့ဒီတိုက်ကြီးရှိရာကို ရှေးရှုပြီးခြေကုံတုတ်သွားကြသည်အဲ့တဟာနဲ့အနားရောက်သွားတော့အဲ့ဒီတိုက်ကြီးဟာဘေးကအုံရိုးကြီးတွေကာထားသည့်တိုက်ကြီးဖြစ်နေတဲ့ဟာကိုတွေ့ရသည် ဝင်းရုံဝင်းွားကတကားကြီးနှစ်ချက်ကလည်းပွင့်လို့အတွင်းဝင်သွားတော့လေလေးတောင်ကွက်လက်ကြီးကို တွေ့ရသည်အဲ့ဒီကွက်လက်ကြီးရဲ့အတွင်းဘက်မှာတော့ကြောက်သားဖြင့်လှုပ်ထားသည့်ထိုင်ကုန်ကြီးတစ်ခုနှင့်မီးဘိုတစ်ခုရှိသည်ပြီးတော့မီးလင်းဘိုအပေါ်မှာလည်းဟီးဟိုးတွေတင်ထားသည်ပြီးတော့အနားဘက်ပတ်လည်မှာလည်းအရိုးတွေပုံလို့တဟာပေမဲ့အနီးနားမှာလူတယောက်မှမတွေ့ဘူးအဲ့တဟာနဲ့ငါတို့လည်းအံ့ဩနေကြသည် ပြီးတော့ငါတို့လည်းမောပန်းနေကြတာဟာနဲ့အဲ့ဒီကွက်လက်ကြီးထဲမှာပဲခဏတုံးလုံးပက်လက်လဲနေကြသည်အဲ့ဒါလိုနေရင်နဲ့ငါတို့အိတ်ကျော်သွားလိုက်ကြတာဟာညနေဆောင်မှာပဲနိုးကြသည်အဲ့ဒါလိုနိုးကြသည့်အချိန်မှာမြင်းငလင်ကြီးလှုပ်တလို့ဖြစ်ပြီးကောင်းကင်ကလည်းဟီ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 နဲ့အတန်ကြီးပေါ်လာသည်ငါတို့လည်းဘလို့ဟာများပါလိမ့်လို့တိုက်ကြီးပက်ကြည့်လိုက်တော့လာလာတိုက်ကြီးပေါ်ကလူလိုလိုမဲမဲကောင်ကြီးဆင်းလာတဲ့ဟာကိုတွေ့ရသည် ရဲ့ကြီးကလည်းရှည်လိုက်တဟာထမ်းပင်ကြီးလားအောင်မရသည်မျက်စိကြီးနှလုံးကလည်းမိဖို့ကြီးနှဖို့လားအောင်မရသည်အဆွဲကြီးနှချောင်းကလည်းစင်ဆွဲကြီးတွေလောက်ရှိသည်ပစက်ကြီးဖြဲထားလိုက်တဟာကလည်းရေရင်းကြီးလားမှဲ့ရသည်နှခမ်းကြီးနှခုကလည်းရင်ဘတ်ပေါ်ရောက်အောင်တွဲကြနေသည်နရွေကြီးနှစ်ဖက်ကလည်းအပြားလိုက်ကြီးပခုံးကိုထောင့်နေသည်လက်သေးကြီးတွေကလည်းချင်းသေးလက်သေးကြီးတွေအတိုင်းပဲ အဲ့ဒီတရေကြီးကိုမြင်လိုက်ရသည်ဆိုရင်ပဲငါတို့ဟာကြောက်အားလန့်အားနဲ့ကိုဟာကိုအသက်ရှိမှန်းတော်မသိကြတော့ဘူးအဲ့တဟာနဲ့ငါတို့ဟာ အကြောက်လွန်ပြီးတတိယတစ်ချက်မရတစ်ချက်ဖြစ်နေကြတော့မှာအဲ့ဒီတရေကြီးကကြောက်ခုန်ကြီးရှိရာကိုရုပ်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 နဲ့လာပြီးဆင်းဆွင်ကြီးထိုင်နေသည်ငါတို့အထဲကလည်းဘသူမျှအသက်တောင်ပြင်းပြင်းမရှူရဲကြဘူး အဲ့ဒီလိုငါတို့ဖြစ်နေကြတော့မှတရေကြီးဟာငါတို့ရှိရာကိုစိုက်စိုက်ကြီးလာပြီးငါ့ကိုလဲကုတ်ကိုကင်ပြီးခေါ်သွားသည်ပြီးတော့ငါ့ကို အသားပြေဝရဲ့လားမပြေဝဘူးလားသိရအောင်ပိုဘက်လဲစမ်းဒီဘက်လဲစမ်းစမ်းပြီးကြည့်နေသည်အဲ့ဒီလိုအတော်ကြာကြာစမ်းပြီးတော့ငါကလည်းပိန်ညော်နေတဟာနဲ့ငါ့ကိုသဘောမကျသေးသည့်အမူအရာနဲ့ဖယ်ထားလိုက်ပြီးငါတို့တဲကလူတွေကိုတယောက်ပြီးတယောက်စိတ်အောင်ဘေးစမ်းနန်းစမ်းစမ်းပြီးကြည့်သည် သူမှသဘောကျပုံမရဘူး။နောက်ဆုံးငါတို့ရဲ့ကပီတန်ကိုတွေ့တော့မှသဘောကျပုံရသွားသည်။ငါတို့ကပီတန်ကဝါဝါဖိုင်ဖိုင်အားကောင်းကောင်းမှုတရေကြီးကသဘောကျသွားပြီးတခါရဲကုတ်က တွန်းလဲလိုက်ပြီးလေဘင်းကိုခြေနှစ်နေ၍တက်ပစ်လိုက်သည်။ပြီးတော့တန်နဆုကြီးတို့ခုယူလာပြီးငါတို့ကပီတန်အသေးကောင်ကိုစအိုးကဥပေါင်းထိပ်ပေါက်သွားအောင်ဖိုးလိုက်သည်။ ပြီးတော့မိဘပေါ်မှာတင်ပြီးစိတ်သားကပတ်กินတယ်လို့ညွတ်လာအောင်กินလိုက်သည်ပြီးတော့မှလက်တွေခြေတွေကိုတစ်ခုချင်းတစ်ခုချင်းဖဲဖဲ့ပြီးကျွတ်ကျွတ်ကျွတ်နဲ့ဝါးစားသည်နောက်ဆုံးအယိုးရင်းလောက်သာနည်းနည်းကြံတော့သည်အဲ့ဒီလိုကြံနေသည့်အယိုးရင်းတွေကို အုံယိုးနာလွှင့်ပစ်ပြီးတရေကြီးဟာခဏလောက်ကြောက်ခုံပေါ်မှာမလုံမရှက်ကြီးထိုင်နေသည်ပြီးလို့ခဏကြာသည့်အခါတုံးလုံးကြီးလှဲပြီးအိတ်လိုက်သည် အရင်လဲဟောင်းလိုက်ဒီမှာတခုခုတခေါခေါနဲ့ဖြစ်သည်အဲ့ဒါလို့တရေကြီးအိတ်လိုက်တဟာဟာမိုးလင်းမှပင်နိုးတော့သည်နိုးလာသည့်အခါကျတော့သူ့တိုက်ကြီးပေါ်သူပြန်တက်သွားသည်ဒီတော့မှပဲငါတို့လည်းတယောက်နဲ့တယောက် စကားပြောရဲကြတော့သည်ပြီးတော့ငါတို့တွေဟာကိုယ့်အဖြစ်ကိုတွေးပြီးရှိုက်ကြည့်တင်နေမူကြသည်ပြီးတော့ငါတို့စိတ်ထဲကတစိုးထိုးပြီးမိဘမှာအကင်ခံရခြင်းထက်ရင်းနစ်တေရခြင်း မြောက်စားတရားချင်းကပင်ကောင်းမည်ဟုအောက်မေ့မိကြသည် သို့သောဒုနယကြီးမှာအလားရှင်ဤအလိုတော်အတိုင်းသာဖြစ်ရမှာဖြစ်လို့ငါတို့မှာမငြီးတွားတာငါတို့မှာလူမသိသူမသိဖြစ်ဆိုးနဲ့တေချာရဖို့တေချာနေသဖြင့်အလားရှင်ကိုသာအားထားရတော်သည်ပြီးတော့ငါတို့သည်ပုံအောင်စရာနေရာတွေ့လို့တွေ့ညာသို့မဟုတ်ထွက်ပြေးရန်လမ်းပေါက်တွေ့လို့တွေ့ညာစိတ်ကထားပြီးကျုံးပေါ်ကိုအနှံ့ပြရောက်ရပေါက်ရသွားနေကြသည် ငါတို့မှတေးရမြီကိုမကြောက်ကြတော့တော့လဲတစို့ထိုးပြီးမိဖို့ပေါ်အကင်ခံရမြီဖြစ်ကို မတွေးဝင်အောင်ဖြည့်ရနေကြသည်နောက်ဆုံးတွင် ပုံးစရာနေရာလဲမတွေ့ပြေးဖို့လမ်းလဲမမြင်သဖြင့်တိုက်ကြီးရှိရာသို့ပင် စိတ်မချမ်းမသာဖြင့်ပြန်လာကြရသည်နောက်မကြခင်ပင်မိုးလဲချုပ်၍လာသည်အဲ့ဒီလိုမိုးချုပ်လာသည်နှင့်တပြိုင်နက်တရေကြီးလဲပေါ်လာပြီးလျှင်ငါတို့ကိုတယောက်စီတယောက်စီဖမ်း၍ဘေးစမ်းနန်းစမ်းဆန်း၍ကြည်ပြန်သည် နောက်ဆုံးသူ့အကြိုက်တယောက်ကို တွေးသည့်အခါယခင်ငါတို့ကပီတန်ဤသူတက်၍တစိုးထိုးကင်ပြီးလျင်ကျွတ်ကျွတ်ပါအောင်ဝါး၍စားပြန်သည်ပြီးလျင်တရေကြီးသည်ယခင်ကဤသူမိုးလင်းကြည့်အောင်တခုခုတခေါခေါနှင့်ကြောက်ခုန်ကြီးပေါ်မှဆန့်ဆန့်ကြီးအိတ်နေပြန်သည်ပြီးတော့မိုးလင်းဒီနှင့်တပြိုင်နက်အိယာကထပြီးတိုက်ကြီးပေါ်သို့တက်သွားသည်အဲ့ဒီအခါမှာငါတို့စုပြီးတိုင်ပင်ကြသည် တချို့ကတစိုးထိုးမိခင်ခံရသဟာထက်ပင်လေတဲ့စင်းတေရသဟာကကောင်းမည်ဟုပြောကြသည်တချို့ကလည်းတရေကြီးကိုငါတို့ချောင်းတက်လိုက်ရင်ငါတို့သည်အလားရှင်ဤတပည့်သားပြီပြီးအေးအေးနေကြရမည်လို့ပြောကြသည်ဒီတော့ငါကဒီတရေကြီးကိုငါတို့တက်ကြမည်ဆိုရင်တက်ပြီးလျင်ဒီကျုံးကငါတို့ထွက်ပြေးကြရန် သူထင်းတွေနဲ့တခြားတက်သားတွေကိုယူပြီးငါတို့ဖောင်လို့ကြမည် ကယ်လို့သူ့ကိုတတ်ဖို့ငါတို့အကြံအောင်မြင်ရင်ပင်လယ်တွင် ရောက်ချင်ရာရောက်ငါတို့ဖောင်နဲ့ပြေးကြမည်တကယ်လို့မပြေးချင်ရင်လည်းနောက်ကိုတင်းမောတစင်းစင်းလာသည့်တိုင်အောင်တီကျုံကနေပြီးစောင့်ကြမည်ပြီးတော့တကယ်လို့မပြောကောင်းပြောကောင်းသူ့ကိုတတ်ဖို့အကြံမအောင်မြင်ဘူးဆိုရင်လည်းငါတို့ပင်လယ်ရဲ့စင်းတေရသဟာကပဲညှက်အောင်မီလို့ငါကပြောသည်ငါကအဲ့ဒလိုပြောလိုက်တော့အားလုံးကပဲဒီအကြံကောင်းသည်ဟဲ့ ဆင်တစ်ပတ်ပြောသည့်အတိုင်းငါတို့လုံးကြမည်လို့ဆိုသည်အဲ့ဒီလိုပြောပြီးငါတို့သည်ဖောင်လုပ်ပြီးလျင်ကမ်းထိပ်မှာကျိုးနှင်ချီ၍အစဉ်တင်ထားကြသည်အဲ့ဒီလိုငါတို့ဖောင်လုပ်ပြီးသည့်နောက်မိုးချုပ်စပြူလာသဖြင့်တဲ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 နှင့်တရေကြီးပေါက်လာသည်ပြီးလျင်ငါတို့တွေကတယောက်ကိုအရင်ကနေတူတဆူထိုးကင်စားပြီးကြောက်ခုန်ရှိပေါ်မှာပက်လက်လန်ပြီးခေါ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 နှင့်ဟောက်ပြီးအိပ်ပျော်သွားသည် အဲ့ဒီအခါမှာငါတို့ဒီအနားမှာရှိသည့်အဇိုကြီးနှချောင်းကိုယူပြီးအဖျားကိုရဲနေအောင်မိဖုတ်ကြသည်ရဲနေသည့်အခါကြတော့မှဒဇိုကြီးနှချောင်းနှင့်တရေကြီးဤမျိုးလုံးနှစ်ခုကိုအာလုံးဝိုင်းပြီးတအားထိုးပြီးဖောက်လိုက်ကြသည်သူမျက်စိနှလုံးဟာတခါရဲကမ်းပြီးသွားသည်ငါတို့လည်းကိုဟာကိုလွတ်အောင်နေမာသလိုကြည့်၍ရှောင်ကြရသည်ပြီးတော့တရေကြီးဟာဟိုစန်းပြေးဒီစန်းပြေးနှင့် အုပ်ရိုးပြင်ဘက်ကိုရောက်သွားသည် ငါတို့လည်းမင်းမွေးကသူ့နောက်နောက်ရောင်ခံလိုက်သွားပြီးငါတို့ဖောင်ရှိရာသို့သွားကြသည်ပြီးတော့ငါတို့အချင်းချင်းပြောကြသည်တကယ်လို့တီတရဲကြီးဟာ မိုးချုပ်လို့မှ သူ့တိုက်ကြီးကို သူပြန်မလာရင်တေလို့ပဲဖြစ်ရမည်တကယ်လို့ပြန်လာရင်တော့ငါတို့ဟာဖောင်နဲ့တခါတည်းပြေးကြမှာဖြစ်မည်လို့အဲ့ဒီလိုငါတို့ပြောနေကြတော့မှပဲတရဲကြီးဟာ သူ့ဖို့တရဲနှစ်ကောင်နဲ့ပြန်၍လာသည် ဒီတော့ငါတို့လည်းတင်မတက်ပင်ကြောက်ကြသည်အဲ့တဟာနဲ့ငါတို့ဟာဖောင်ပေါ်တက်ပြီးပင်လယ်ထဲကိုထွက်ပြေးကြသည်အဲ့ဒီလိုငါတို့ပြေးတဟာကိုမြင်တော့နောက်ပါလာသည့်တရဲနှကောင်ကငါတို့ကိုတွေ့ရာကြောက်တုံးကြောက်ခဲတွေနဲ့လှမ်းပြီးပေါက်ကြသည်တချို့ကြောက်တုံးကြောက်ခဲတွေဟာငါတို့ဖောင်အင်းနာကိုကြပြီးတချို့ကြောက်တုံးကြောက်ခဲတွေကတော့ငါတို့တဲကတချို့ကိုမှန်သည် အဲ့တဟာနဲ့ငါတို့အထဲကတော်တော်များများတည်ကုန်ကြသည်ပြီးတော့နိုင်တွေကလည်းကျန်းတဟာနဲ့ငါတို့တဲကနောက်ထပ်တည်သည့်လူတွေလည်းတည်ကုန်ကြသည်အဲ့တဟာနဲ့နောက်ဆုံးကြတော့အဖော်နှယောက်နဲ့ငါပေါင်း၃ယောက်သာကျန်တော့သည်အဲ့ဒါလို့နဲ့ငါတို့၃ယောက်ဟာမောကလည်းမောစာကလည်းစာနဲ့ခြေမတည်နိုင်လက်မတည်နိုင်ဖြစ်ပြီးနေကြသည် အဲ့ဒီလိုဖြစ်နေတဲ့အချိန်မှာကံအားလျော်စွာငါတို့ဖောင်ဟာစိမ့်လန်းตายရသည့်ကျွတ်ကျုံးကိုရောက်သွားသည်အဲ့ဒီကျုံးဟာတစ်ပင်ဝါပင်ပေါ်ပြီးချောင်းတွေမြောင်းတွေကလည်းပေါ်များသည်ငါတို့သုံးယောက်သားဟာတေဘေးမှလွတ်လာကြသဟာနှင့်ဝမ်းမြောက်ကြပြီးလျှင်ကျုံးပေါ်မှာရှိသည့်တတိတရွတ်တွေကိုဝအောင်ဤအောင်စားကြပြီးကြည်လင်သည့်ချောင်းရည်စန်းရည်များကိုလည်းအလိုရှိသလောက်နှစ်ချိုက်စွာတောက်ကြသည် ဲ့တဟာနဲ့မိုးချုပ်သွားတော့ငါတို့လည်းမြေကြီးပေါ်မှာလဲပြီးအိတ်လိုက်ကြတာဟာတခါတည်းပဲအိတ်ပျော်သွားကြသည်အဲ့ဒီလိုမောမောပန်းပန်းနဲ့အိတ်ပျော်နေတုန်းမှာလေချွန်တန်လိုအတန်ကြီးတစ်ခုကြားတဟာနဲ့ငါတို့အိတ်ယာမှနန်းနိုးကြသည်အဲ့တဟာနဲ့ငါတို့လည်းဘာတန်ကြီးပါလိမ့်လို့အောက်မေ့ပြီးညလုံးဖွင့်ကြည့်လိုက်တော့နဂါးကြီးလောက်ရှိသည့်အိယာမငွေကြီးတကောင်ဟာငါတို့ဘေးကပက်ခွေနေတဟာကိုတွေ့ရသည် ပြီးတော့အဲ့ဒီငွေကြီးကရုံးခနဲဆိုခေါင်းကြီးကိုထောင်ပြီးနောက်ဖို့နှစ်ယောက်ထဲကတယောက်ကိုခေါင်းကနေပခုံးရောက်အောင်မျိုးလိုက်သည်ခဏနေတော့တကိုယ်လုံးမျိုးပြစ်လိုက်သည်အဲ့ဒီလိုမျိုးပြစ်လိုက်တော့အခါငါတို့အဖော်ရဲ့အယိုးများဖြောင်းဖြောင်းနဲ့ကျိုးသွားတန်တောင်ငါတို့ကြားလိုက်ရသည်ပြီးရင်ငွေကြီးလဲဝေးရသူဖယ်၍သွားသည်ဒီတော့ငါတို့စိတ်ထဲကအင်းခတ်တော့တဟာပဲ ငါတို့ရင်ဆိုင်တွေးခဲ့ရသည့်တေဘေးကတော့ဖြင့်တစ်ခုနဲ့တစ်ခုပိုပြီးကြောက်เสียကောင်းတဟာကြီးပါလားတို့တော့ဒုနီယာကြီးမှာအလားရှိဤအလိုတော်အတိုင်းသာဖြစ်ရမှာပဲလေလို့အောက်မေ့မိကြသည်အဲ့တဟာနဲ့မိုးလင်းသွားတော့ငါတို့နှစ်ယောက်ဟာကျွန်းပေါ်မှာရှောက်ပြီးတတိတက်ခုရှာစားကြသည်နောက်ပြီးမိုးချုပ်လာတော့ငါတို့နှစ်ယောက်ဟာတစ်ပင်ကြီးတပင်ပေါ်တက်ပြီးအိတ်ကြသည်ငါကတစ်ပင်ထိပ်ဖြားမှာအိတ်သည် ငါအဖေါ်ကငါအောင်နာမှာအိတ်တီအဲ့တဟာနဲ့တော်တော်လေးညှင်းနဲ့လာတော့ငွေကြီးကတက်လာပြီးငါအဖေါ်ကိုခေါင်းကနေပခုံးနှစ်ဖက်ထိညိုလိုက်သည်ပြီးတော့သူ့မိကိုတကိုင်းကြီးနဲ့ပတ်ထားပြီးငါအဖေါ်ကိုတစ်ပင်လုံးနဲ့ရိုက်သည်အယိုးတွေကျွတ်ကျွတ်နဲ့ကျိုးကုံတော့မှတကူလုံးကိုမြိုချလိုက်သည်အဲ့ဒီလိုမျိုးလဲချပြီးရောငွေကြီးလဲတစ်ပင်ပေါ်ကဆင်းပြီးသွားပါရော ဲ့တဟာနဲ့ငါကလေးတညာလုံးကြောက်ပြီးမအိပ်နိုင်ဘူး။မူလင်းတော့မှပဲငွေကြီးရဲ့အရေးအခြေကြီးလို့ဘာမှမတွေ့တော့မှတစ်ပင်ပေါ်ကဆင်းပြီးတဟာလောက်တောင်ရှိလာတဟာငွေမျိုးခံပြီးတရားတဟာထက်ပင်လေရဲဆင်းပြီးတရားတဟာကပဲကောင်းပါလိမ့်ဦးမည်လို့အောက်မေ့ပြီးငါလည်းပင်လေကန်းနာကိုသွားသည်။တဟာပေမဲ့မတေဝန်းတဟာနဲ့ငါကြံကိုလျှော့လိုက်ရသည် အဲ့ဒလိုနေရင်နဲ့ညနေဆောင်လာတော့ငါဟာပြင်ပြကြီးငါချက်ကိုရှာပြီးတစ်ချက်ကိုငါခြေပေါ်ကနှစ်ဖက်မှာတခြားနှစ်ချက်ကိုငါဘေးတစ်ဖက်တစ်ချက်မှာတစ်ချက်ကိုငါရင်ဘက်ပေါ်မှာတစ်ချက်ကိုငါကောင်းပေါ်မှာကျိုးနဲ့ခိုင်အောင်ချီပြီးမြေကြီးပေါ်မှာပလက်လန်ပြီးအိတ်နေသည်အဲ့တဟာနဲ့မိုးတော်ချုပ်လာတော့ငွေကြီးပေါက်လာပြီးငါ့ကိုမျိုးမီလို့လှုပ်သည်တဟာပေမဲ့ငါကအကြံပိုင်လို့အကာအကွယ်ကောင်းနေတဟာနဲ့ငွေကြီးဟာငါ့ကိုမမျိုးနိုင်ဘူး အဲ့တဟာနဲ့ပဲငွေကြီးဟာငါ့ကိုခေါင်းကစပြီးမျိုးမီးကြံလိုက်ရင်မမျိုးနိုင်တဟာနဲ့ဖယ်သွားလိုက်ရင်နဲ့တညလုံးငါနာကမခွာဘူး။ငါလဲကြောက်လွန်းလို့အတက်တောင်မှန်အောင်မရှူနိုင်ဘူး။နောက်တော့မှကံအားရော်စွာမိုးလင်းလာပြီးငွေကြီးလဲရှူးရှူးရှားရှားနဲ့စိတ်ပြက်ပြီးဖယ်သွားသည်။အဲ့ဒီတော့မှငါလဲငါ့ကိုမှပတ်ပြီးခြိထားသည့်ပြင်ပြားများကိုဖြုတ်ပြီးလဲရောက်ရမှထားပင်လေကန်းနာဘက်သို့ဖက်ခဲ့သည်။ လို့ပင်လယ်ဘက်ကိုမျှော်ကြည့်လိုက်သည့်အခါမှာတင်မောတစင်းလွင့်လာသဟာကိုတွေ့ရသည်အဲ့သဟာနှင့်ငါလဲအာရဝန်သာနှင့်တကိုင်းတကိုင်းကိုချိုးပြီးတကိုင်းကိုရမ်းကာရမ်းကာတင်မောကိုလှမ်း၍ချက်ပြသည်အဲ့ဒီလိုလက်ကအချက်ပြရင်းနှင့်ပါဇက်ကလည်းတန်ကုန်ဖြစ်ပြီးခေါ်သည်တင်မောသားများဟာငါ့ကိုမြင်ပြီးဟိုကတကိုင်းနဲ့ရက်ပြီးအချက်ပြနေတဟာဟာလူနစ်တူသည် ငါတို့သွားကြည့်ကြရအောင်လို့အချင်းချင်းပြောကြပြီးငါရှိရာကိုတင်မောနှွင့်ပြီးလာကြသည်ပြီးတော့ငါ့ကိုတင်မောပေါ်ခေါ်တင်ပြီးအကျိုးအကြောင်းကိုမေးကြသည်ငါကလည်းငါအဖြစ်ပြက်ကိုအစအဆုံးတစ်ခုမကျန်ပြန်ပြောပြသည်ပြီးတော့တင်မောသားတွေကငါရှက်ကိုဖုံးရန်အဝတ်ထည်များပေးကြသည်ပြီးတော့သူတို့၌ပါလာသည့်အစာများကိုလည်းငါ့ကိုကျွေးကြသည် ငါလဲသူတို့ဘေးဒီအစာနဲ့ရေကိုစားရတော့ရတဟာနဲ့တေးမလို့ဖြစ်နေရမှ အတော်တန်အားအင်ပြည့်တင်လာသည်အဲ့တဟာနဲ့ငါလဲအလားရှင်ဤဂုံကျေးစုကို အောက်မေ့ပြီးငါတွေ့ကြုံခဲ့ရသည်မြစီးရဲပင်ပန်းခြင်းများကိုအိမ်မက်ပမာမေ့ပြီးသွားသည်ပြီးတော့ငါတို့တင်မောဟာ အလတာလဟိတဆိုသည့်ဂျုံကိုရောက်သွားသည် ဲ့ဒီအခါမှာတင်မောသားများနဲ့ကုံတယ်များဟာကုန်းပေါ်တက်ပြီးသူတို့တွင်ပါသောကုံများကိုရောင်းပြီးအလာတာလာဟိတကျုံးမှာတွေးသည့်ကုံများကိုဝယ်ကြသည်အဲ့ဒီကျုံးမှာစံတကူပေါ်သည်တင်မောဆိုင်လို့လူတွေစင်းကြတကြလုံနေတော့မှကပီတန်ကငှစီလာပြီးဒီမှာငှလူတင်မှာရောင်းစရာဝယ်စရာလည်းဘာမျှမရှိဘူးဒီတော့တင်ဟာပြောသလိုလုပ်ပါလားလုံနေတင်မှာအကျိုးရှိလိမ့်မည်လို့ပြောသည် ဒီတော့ငါကပြောတာပြောပါကပီတန်ရဲ့တင်ပြောတဲ့ဟာကိုငါလုပ်ပါမည်လို့ဆိုသည်ဒီတော့ကပီတန်ကငါ့ကိုတင်ကငါ့အတွက်အလာရှင်ထံမှာစုမုံကောင်းများတောင်းပေးပါငါကလည်းတင့်အကျိုးကိုပြန်ပြီးဆောင်ရွက်ပေးပါမည်လို့ပြောသည်ပြီးတော့ကပီတန်ကငါတို့တင်မိုးပေါ်မှာပါလာသည့်ခီးသွွားတယောက်ဟာတည်သလားရှင်သလားမသိရဘူးသူ့ကုံတွေတော့ငါတို့စီမှာကြံနေရစ်သည် အဲ့ဒီကုံများကိုတင်ကတီကျုံးမှကြည့်ပြီးရောင်းပေးပါတင့်ကိုလည်းရောင်းခတန်တလောက်ရပါစေနီအဲ့ဒီလိုတင်ရောင်းခနှုတ်ပြီးလို့ကြံသည့်အတပြားနှင့်မရောင်းရသည့်ကုံများကိုငါတို့ဗကဒတ်မျိုးပြန်ရောက်သွားသည့်အခါပစ္စည်းရှင်ရဲ့ဆွေမျိုးများကိုမေးပြီးတော့ပြန်ပေးမည်ကိုင်းဘဲနယ်လေတင်ကအဲ့ဒီလူရဲ့ကုံများကိုငါပြောသလိုကြည်အောင်ပေးမလားလို့ပြောသည် ဒီတော့ငါကပိုကပီတန်တင့်မိန်တိုင်းတတဝေမတင်းအောင်ငါရွက်ဆောင်ပေးပါမည်။တင်ဤကျေးဇူးတည်လဲအထူးပင်ကြီးပါသည်လို့ပြောသည်။ပြီးတော့ကပီတန်ကတင်မောစရေးကိုပျောက်သွားသောခရီးတဲဤကုံထုပ်များကို ထုတ်ပေးရန်ပြောသည်။ဒီတော့စရေးကအဲ့ဒီကုံများကိုဘသူကုံများလို့စရင်ပြရပါမလဲကပီတန်ရေလို့ပြောသည်ဒီတော့ကပီတန်က ။အိုးငါတို့ယူခကျုံးမှာပျောက်ကြံရခဲ့သည့်ပင်လယ်ခီးသွားစင်တပတ်ရဲ့ကုန်းလို့စရင်ပြလိုက်ပေါ့။သူ့တင်းလေတို့ဘာမှမကြားရဘူးလို့ပြောသည်။ပြီးတော့ငါကကပီတန်ကိုအိုးကပီတန်အဲ့ဒီစင်တပတ်ဆိုသည့်လူကဘလို့ပုံမှန်ရှိတယ်လဲလို့မေးသည်။ပြီးတော့ကပီတန်ကငါလဲသူ့အကြောင်းတေးသေးချာချာမသိဘူး။ဘဂရမျိုးကပင်လယ်ခီးသွားစင်တပတ်လို့ဆိုတာပဲသိသည်။ အဲ့ဒီစင်တပတ်ဟာကျွန်းတကျုံကိုငါတို့တင်မောဆိုင်တုန်းကတခြားကုံတွေတွေနဲ့ရင်းနှစ်တည်သွားသည်ဆိုတဟာပဲငါလဲတည်သည်ပြီးနောက်လဲသူ့အကြောင်းဘာမှမကြားရတော့ဘူးလို့ပြောသည်ဒီတော့ငါကဟိုကပီတန်အဲ့ဒီစင်တပတ်ဆိုတဟာငါပါပဲအဲ့ဒီကျုံးပေါ်မှာဂျန်နီခဲတုံးကငါမတည်ပါဘူးအိပ်ပျော်ပြီးဂျန်ရဲခဲတဟာပါမယုံရင်စိန်တောင်ကြားကကုံတွေတွေကိုမေးကြည့်ပါ အဲ့ဒီတော့ကသူတို့နဲ့တွေ့တဟာနဲ့ငါအဖြစ်ပြက်တွေကိုသူတို့ကိုအကုန်လုံးပြောပြထားပါသည်လို့ငါကပြောသည်အဲ့ဒါလို့ငါပြောတဟာကြားတော့တင်းမောသားတွေကုံတွေတွေထဲကတချို့ကလည်းယုံကြသည်တချို့ကလည်းမယုံကြဘူးအဲ့ဒီလိုယုံသူတဝက်မယုံသူတဝက်ဖြစ်နေတော့မှကုံတွေတယောက်ကထပြီးပြောသည်ဟိုအဆွေတို့ငါပြောတဟာကိုနားထောင်ကြပါဒီလူဟာပင်လယ်ခီးသွားစင်တပတ်ဆိုတာအမှန်ပါပဲ ိုစိန်တောင်ကြားမှာစိတ်သားရုံးတွေပြစ်ပြစ်ချပြီးငါတို့စိန်ရှာကြတော့ကတီစင်တစ်ပတ်ကငါ့ကိုအဖိုးတန်စိန်တွေအများကြီးပေးဘူးပါသည်အဲ့ဒီတော့ကသူဟာကျွန်းပေါ်မှာအိပ်ပျော်ကြံရဲခဲ့လို့တင်းမောထွက်သွားသည့်အကြောင်းတွေနောက်ကျွန်းပေါ်မှာသူစီးရရသည့်အကြောင်းတွေကိုလည်းငါ့ကိုပြောပြဘူးပါသည်လို့ငါဘက်ကဝင်ပြီးတက်တည်ခံသည်ဒီတော့ကပီတန်ကငါ့ကိုခြေဆုံးကောင်းဆုံးကြည့်ပြီး ။တဟာဖြင့်တင့်ကုံထုတ်တွေမှာဘာမှတ်သားပါတလဲလို့မေးသည်။ဒီတော့ငါကဒီလိုဒီလိုအမှတ်သားများပါပါသည်လို့ပြောသည်။ဒီတော့ပပီတန်လည်းယုံကြည်သွားပြီးငါလည်းဘင်းကိုအားရဝမ်းသာဖတ်သည်။ပြီးတော့အလားရှင်ရဲ့ကျေးဇူးပဲလို့ပြောသည်။ပြီးတော့ငါလဲငါကုံတွေကိုအမျက်များနိုင်သမျှများအောင်တင်ပြီးရောင်းသည်ပြီးတော့ရောင်းလျာစိတ်ကန်းတိုင်းမှာလဲငါဟာရောင်းလိုက်ဝယ်လိုက် ဝယ်လိုက်ရောင်းလိုက်နဲ့တော်ပဲစီးပွားလမ်းဖြောင်းသည်ပြီးတော့ငါတို့တင်မောဟာအိန္ဒိယသမုတ်တရားရဲကိုလည်းရောက်သေးသည်အဲ့ဒီသမုတ်တရားရဲမှာနွားနှစ်တူသည့်ငါးတွေကို တွေ့ရသည်အဲ့ဒီငါးတွေဟာသူတို့ကလေးတွေကိုလူများလိုပဲနိုးတိုက်ကြသည်ပြီးတော့တချို့ငါးတွေဟာမိနစ်တူပြီးတချို့ကလည်းကလတ်အုံးနဲ့တူသည်။လက်ကြီးတွေကြတော့လဲကလန်းဖြက်အတောင်20ရှိသည်။ ြီးတော့ပင်လယ်ကျုပ်ခွန်လေးကနှစ်တကောင်ထွက်လာပြီးရေပေါ်မှာအတိုက်လုပ်ပြီးဥချင်းမှာဝင့်နေတဲ့ဟာကိုလည်းငါမြင်ရသည်အဲ့ဒီနှစ်ဟာကုန်းပေါ်ကိုဘရောမှမလာဘူးပင်လယ်ထဲမှာပဲအမြဲနေသည်ပြီးတော့အဲ့ဒလိုအမျိုးမျိုးလှဲ့လေရင်းနဲ့ငါတို့တင်းမောဟာဘတော်နာမြို့ကိုရောက်လာသည်အဲ့တဟာနဲ့ဘတ်တော်လာမျိုးမှာ၃လရက်နေပြီး နောက်ဆုံးကြတော့ဘဂဒံမျိုးကိုငါပြန်ခဲ့သည်ဘဂဒံမျိုးကိုရောက်တော့ငါအိမ်သူအိမ်သားတွေ ဆွေမျိုးတွေအပေါင်းအသင်းတွေကတောင်းတောင်းဖြဖြဝိုင်းပြီးကြိုကြသည်ပြီးတော့ဒီတစ်ခါငါခီးထွက်တဟာမှာအလျင်ခါရီထက် စီးပွားဖြစ်လာတဟာနှင့်ငါလဲစင်းရဲချမ်းသာမြွေအကြီးကျယ်ပေးကန်းစွန်ကျဲလုပ်သည်ပြီးတော့ငါဟာအရင်နှုန်းကလိုပဲအကောင်းဆုံးအစာကိုစားအကောင်းဆုံးတောက်ဖွဲ့ကိုတောက်အဖိုးတန်ဆုံးထည်ကိုဝတ်ပြီးငါ၏အပေါင်းဖော်များနှင့်စီးစိမ်မျိုးမျိုးခံနေသည် ဒီလိုနဲ့ငါလည်းယခင်ကတွေ့ခဲ့ရသည့်စင်းရဲခြင်းများကိုသတိမရတော့ဘူးအဲ့တဟာဟာငါရဲ့သုံးချိန်မြောက်ပင်လယ်ခီးစဉ်ပဲအင်းရှာလာအကယ်၍အလာရှင်သည်ငါအားခွင့်ပြုမည်ဆိုပါက မနှက်ဖြန်ခါကြလင်ငါဤ၄ချိန်မြောက်ပင်လယ်ခီးစဉ်ကိုတင်တို့အားငါပြောပြအောင်မည် အဲ့ဒီခီးစဉ်ကယခင်ကခီးစဉ်များထပ်ပင်ပို၍အံ့ဩစရာကောင်းသေးသည်လို့ပင်လေခီးသွားစင်တစ်ဘက်ကဘုံစင်တစ်ဘက်နှင့်တပွားဖြစ်သောသူ၏အဖော်များကိုပြောပြသည်တဲ့ပြီးတော့ရွေစင်တစ်ဘက်ကဘုံစင်တစ်ဘက်အားယခင်ကနီးတူရွှေတင်းကားပြားရီတရာပေးပြန်သည်တဲ့ဒီတော့ကုန်းစင်တစ်ဘက်ကရွှေတင်းကားပြားရီတရာကိုဝမ်းမြောက်ဝမ်းသာနဲ့ယူသွားပြီး သူ့အိမ်ကိုပြန်သွားသည်တဲ့ တော့ကုန်းစင်တစ်ပတ်က သူနဲ့နာမည်တူရေစင်တစ်ပတ်ဤအဖြစ်ပြက်များကို တွေးပြီးအံ့ဩမိသည်တဲ့။ပြီးတော့ကုန်းစင်တစ်ပတ်ဟာ သူ့အိမ်တွင်ညအိပ်ပြီးနောက်နေ့မိုးလင်းသဟာနဲ့တပြိုင်နက်ရေစင်တစ်ပတ်အိမ်ကိုသွားပြန်သည်တဲ့။ဒီတော့ရေစင်တစ်ဘက်ကလည်းခါရိုင်းနေများမှလိုပဲပြူပြူငါငါစီးကြွဝစ်ပြူပြီးသူ့ဘေးနားမှာအထိုင်ခိုင်းနေတဲ့ ပြီးတော့ဂုံးစင်တစ်ပတ်နှစ်တကွတခြားဖော်တွေစုံသည့်အခါကျတော့စားကောင်းတော့ဖွယ်တွေကိုပျော်ပျော်ပါပါမြင်ရှက်စွာစားကြသည်တဲ့ပြီးတော့ရေစင်တစ်ပတ်ကတိုင်းသားချင်းတို့နားဆင်ကြငါရဲ့လေးချိန်မြောက်ပင်လယ်ခီးစဉ်ကိုပြောပြမည်လို့ဆိုပြီးယခုပြောပြတော့မည်အတိုင်းစီကာဘတ်ကုံးပြောပြပြန်သည်တဲ့